ဘယ်လိုပြောချင်လားပြောချင်နေဆိုရင်အယူပညာရက်ကိုလေ့လာမှန်ပါတယ်ကျွန်တော်တို့အမြဲတမ်းပြောနေတဲ့အယူပညာရက်ဆိုတာရှိတယ်ဒါဘာလို့ခေါ်လဲဆိုစလိုဆိုဖီလို့ခေါ်တယ်အမှန်တော့ philosophy အတွေးခေါ်ပညာဒီအောင်ကျွန်တော်တို့အများစုကပြီးတွင်မှာဆိုရင်အယူပညာလို့ထင်နေကြတယ် philosophy လေ့လာတဲ့အချိန်မှာဘာကြီးကောင်းလာမလဲဒါလေးကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာပြပြခြင်းတယ်နောက်တစ်ခုကကျတော့ ေးချမ်းမှုခံစားခြင်းလေဆိုလို့ရှိရင် spiritual ဒီလေးလား a spiritual ဒီဆိုတော့ဘာလို့တောင်းလဲဆိုရင်ပူရန်အတွေ့အကြုံ spiritual နဲ့ခံစားရအေးချမ်းနေဆိုရင်အတွေ့အကြုံနဲ့ခံစားရအဲ့တော့မိတ်ဆွေလားအေးချမ်းခြင်းနဲ့ဆိုရင် spiritual ဒီလေးလားအဲ့ဒီလိုမိတ်ဆွေရောရုပ်ဝတ္ထုတွေအကြတိုးတက်ခြင်းနဲ့ဆိုလို့ရှိရင် science လေးလားသိပ္ပံပညာသိပ္ပံပညာဘာလို့လို့ရလို့တက်တည်ပြလို့ရတယ် ထက်ခါထက်ခါလုပ်လို့ရတယ်ဒီ၃ချက်အဲတော့ philosophy ဆိုတာပါလေဘာကြောင့်မလို့ပြောခြင်း philosophy ဒီလားလို့ပြောရတယ်လို့ပြောရခြင်းပါကျွန်တော်တို့ပုံမှန်ပျော်ရွှင်တဲ့ level အများရှိရဲ့အခြေခံအောက်ဆုံးဆင့်ပါစီ pleasure လို့ခေါ်တဲ့တာယာမှုတွေကနေဥပမာဆိုရင်ကောင်းမွန်တဲ့ music ကိုကြားလိုက်တယ်အထီးအတွေ့အာယုံ၅ပါးထိတွေ့တယ်ဒီကနေကျွန်တော်တို့ရတဲ့အကြောင်း pleasure လို့ခေါ်တယ် မြင်နေကြားတယ်အနက်အရတာအထီးတွေ့ဒါတွေကသိရှုဒီကောင်တော့တစ်ဆင့်တက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ join လို့ခေါ်တဲ့အချက်တွေရှိရယ် happiness ဆိုတဲ့အချက်တွေရှိရယ် delight ဖြစ်တဲ့အချက်တွေရှိရယ်အဲ့တော့ဒီ philosophy ကဘာဖြစ်စီနေဆိုရင်နားလေတယ်မြို့ကြုံမှုလားမသိဘူးအရာတစ်ခုကိုနားမလေတဲ့အချိန်ကနေပြီးရုပ်တရက်နားလေပါအချိန်မှာဟာ ဟင်းကလေးဟာကလေးဖြစ်ပြီးတော့မှပျော်သွားတဲ့အချိန်မျိုးအဲဒီလိုအချိန်မျိုးဒီလိုနားလေမူကားနေလေကျွန်တော်တို့ကတကယ်ပျော်ရွှင်မှုရရတယ်ကျွန်တော်ဗုဒ္ဓဆိုတာကြဘူးလိမ့်မယ်ဗုဒ္ဓလို့ပြောလိုက်ရင်ကျွန်တော်တို့နိုင်ငံမှာအများသောဖျားလို့ပဲဤတာကြတယ်ဗုဒ္ဓရဲ့အတိတ်ပဲကဘာကိုပြောရလဲဆိုရင် awakening ကိုပြောတာ awakening ကညာလင်းပွင့်တာကျွန်တော်တို့တပည့်ဒုတာညာ တော့ရပါတယ်ဗောဓိညာရတယ်အလုံးစုံ တည်မြင်သွားတယ်ဒီဗုဒ္ဓရဲ့အတိပ္ပယ်ကအဝေကန်နင်းလို့ခေါ်တယ်ကျွန်တော် philosopher တွေလည်းအားလုံးပဲတူဒီနားလည်ခြင်းနဲ့အကြောင်းအရာတခုဒီလိုနားလည်ခြင်းနဲ့အချိန်မှာမျိုးကုန်နေမီးတယ်ဒီကမှတစ်ဆင့်ဉာဏ်ပညာလို့ခေါ်တဲ့ wisdom တွေဖြစ်လာတယ်။ဒါမှမဟုတ်တခုခုနားလည်ခြင်းနဲ့ဆိုရင် philosophy လीလား philosophy ရှိလာပြီဆိုရင် ကြောက်ရွံ့မှုတွေရှိလာတယ်။လောကယူမြင်တဲ့နေရာမှာပို့ပြီးတော့မှရှင်းလင်းလာမယ်။ဒီနေ့ခေတ်မှာကျွန်တော်ကြည့်မိတယ်နိုင်ငံရေးမှဆိုရင်နိုင်ငံရေး philosophy ရှိရယ်ကျွန်တော်တည်ထားတဲ့ democracy တို့ဟုတ်လား။ဒါတွေက community တို့ဒါတွေက philosophy တွေပဲ။အလားတူပဲစီးပွားရေးစီမံခန့်ခွဲမှုမှာဆိုလို့ရှိရင်လည်းစီးပွားရေးစီမံခန့်ခွဲမှုနဲ့ philosophy ရှိရယ်။ theory 8ဝင်နေရပြင်းနေခိုင်းမာရရင် theory y ဝင်နေဒီတက်ကြွပြီးတော့ ီလိုမျိုးကျွန်တော်ရှိရဲ့အဲ့တော့အလားတူပဲကျွန်တော်ဒီလိုမျိုး philosophy တွေကြားထဲမှာဆိုရင်တိုးတက်ရေးအတွက်ဆိုလို့ရှိရင်တိုးတက်ရေးအတွက်အကြီးဆုံး philosophy တွေကျွန်တော်ရှိမယ်ဒူဗီတာဘီခံအောင်ဆိုလို့ရှိရင်ဒီ philosophy တွေမှာဆိုလို့ရှိရင် stoic philosophy ဆိုရဲအကြောင်းလေးကျွန်တော်ကြားဖို့လိမ့်မယ်ဒူဒီဘဝရဲ့ရွေးချက်ကကိုယ့်ရဲ့အကောင်းဆုံး version ကိုတည်ဆောက်ဖို့အကောင်းဆုံးပုံစံကိုတည်ဆောက်ဖို့ best version တိဆောက်ဖို့ဒီလိုတိဆောက်တဲ့နေရာမှာကိုကိုကိုထိန်းချုပ်လို့ရတဲ့အရာတွေတည်ရမယ်ထိန်းချုပ်လို့မရတဲ့အရာတွေတည်ရမယ်ထိန်းချုပ်လို့မရတဲ့အရာတွေပဲထိန်းချုပ်လို့ရတဲ့အရာတွေကိုအဓိကအင်ဆိုင်ရမယ်ဒါကတော့ story philosophy မှာပါဝင်နေပိုင်းနေအလားတူပဲကျွန်တော် marketing မှာ solution နဲ့ marketing philosophy ရှိရဲအဲ့တော့သူဒီ market ကြီးပါဖြစ်နေလေဆိုတီးဖို့အတွက်ကိုသူကလေးလာတာပြီးတော့ကျော်ရှင်နေတယ်ဆိုလို့ရှိရင် the philosophy ကို လေ့လာပါနောက်တစ်ပိုင်းကကျတော့ spirituality အဲ့တော့ spirituality ဆိုတဲ့နေရာမှာကျွန်တော်အတွေ့အကြုံပေါ့တနည်းအားဖြင့်ဆိုကျွန်တော်ကတည်တယ်ဗျာ philosophy မှာဆိုရင်ကျွန်တော်တို့ buddhist philosophy ရဆိုရင်အနိစ္စဒုက္ခအနတ္တကျွန်တော်တည်ရဲ့အဲ့တော့ငါဆိုမရှိဘူးအနတ္တပဲငါဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မှငါတာငါသမီးငါဥစ္စာ ီလိုမောဟတွေဖြစ်တယ်ဒီလိုမောဟတွေဖြစ်တဲ့အတွက်ကြောင့်မလို့လောဘတွေတက်တယ်ပြီးလို့ရှိရင်ကိုလိုချင်တဲ့ဟာမရဘူးဒုက္ခတွေနဲ့ကြုံတွေ့ရပြီးလိုချင်တာမရဘူးရတာမလိုချင်ဘူးမလိုချင်တာရတယ်ဒီလိုဒုက္ခတွေကြုံတွေ့တဲ့ချိန်ကြရရင်လေဒေါရတွေဖြစ်တယ်ပြီးတော့လောဘဒေါရမောဟဖြစ်တယ်အကုလူတွေရှိရယ်ဆိုရင်ကျွန်တော်တို့ဘောမတရားမှုတွေရှိရယ်ဒါဆိုရင်ကျွန်တော်တို့ကတိထားတယ်ခလိကြရင်ဂျင်တော့ရခက်တယ် ဘောဆိုတော့ဒုက္ခဒုက္ခတွေချုပ်ငင်းနေနေရရှိရဲ။ဒါတော့နေတန်လို့ခေါ်တယ်ဒီ neighbor making ပါနေတွားတယ်။ဒီလိုတွားနေနေမှာမန်ကန်နဲ့အမြင်ရှိရမယ်။တမာဒိဋ္ဌိရှိရမယ်။မန်ကန်နဲ့အကြံဉာဏ်မန်ကန်နဲ့အပြောဆိုမန်ကန်နဲ့ရည်ရွယ်ချက်မန်ကန်နဲ့ကြိုးစားအားထုတ်မှုတတိတမာတိဒါတွေကျွန်တော်ရှိရမယ်။တမိုးဝဲကြောင့်တမာအားစီဝါဒါတွေကျွန်တော်တို့တည်ဒါတွေကျွန်တော်တို့ရဲ့ philosophy ဒီကမှလက်ဆက်ကျွန်တော်တို့ကတရားရှာတယ်ဝိပဿနာလို့ခေါ်တယ် မိမိကိုယ်ကိုထိုးထွင်းတည်မြင်ခြင်းနဲ့နည်းစွာထိုးထွင်းတည်မြင်ခြင်းဝိပဿနာလို့ခေါ်တယ်။ဒီလိုထိုးထွင်းတည်မြင်ပြီဆိုလို့ရှိရင်ဗုဒ္ဓဉာဏ်16ပါးရှိတယ်ဆိုအောင်ပြရတယ်။အဲ့တော့ဉာဏ်ဉာဏ်လာပြီဆိုလို့ရှိရင်ဒီရဲ့အတွေ့အကြုံကိုကျွန်တော်ရတယ်။ဆောင်ကြရင်ကျွန်တော်ကနားနေတယ်။နောက်တစ်ခုကကျတော့အတွေ့အကြုံရတဲ့ချိန်မှာ peace ဖြစ်တာကိုကိုယ်တိုင်တကယ်ကိုကျုံ့ပြတာဒါကိုကျွန်တော်က spirituality လို့ခေါ်တယ်။နောက်တစ်ပိုင်းကတော့ science science မှာဆိုလို့ရှိရင်တက်တည်ပြလို့ရရမယ်ခဏရောပြောလို့ verify လုပ်လို့ရရမယ် evidence ရှိရမယ်ဒီနေ့ခေတ်မှာဆိုလို့ရှိရင်တိုးတက်ရေးအတွက်ဆိုလို့ရှိရင် group mindset တို့လို့ပြောရကျွန်တော်ရှိလာပြီပြီးလို့ရှိရင်လူတယောက်အောင်မြင်ဖို့အတွက်ဆိုလို့ရှိရင် grit လို့ခေါ်တဲ့ passion လို့ခေါ်တဲ့အလုပ်ကိုချစ်မြတ်နိုးမှုပြီးွားလို့ရှိရင်ဘယ်နှဘက်ရှိတဲ့ perseverance ရှိဖို့ဒါတွေကျွန်တော်တို့ရှိလာပြီဒါတွေကဒါတုတေသနာတွေရဲ့ဒီရလဒ်တွေပဲဖြစ်ပါတယ် နော်ဒါတွေကဒီ personal development space မှာ marketing မှာဆိုလို့ရှိရင် marketing space မှာကျွန်တော်တို့ရှိရနေပေးမှာ science ကတက်တည်ပြလို့ရတယ်အဲတော့ဘဝမှာကျွန်တော်စဉ်းစားကြည့်ချိန်မှာ philosophy ပြောခြင်း philosophy ချင်းတောင်းလီလာအကျဉ်းချင်းနေဆိုရင် spiritual ဒီလီလာကိုတည်ထားတဲ့လှူထားတဲ့အရာတွေကို replicate လုပ်နိုင်တယ်တခြားလူတွေများဝေချင်တယ်ဆိုရင်ဒိဋ္ဌိပညာလေးလာဒါတွေကိုကျွန်တော်စဉ်းစားမိရတယ် ကြောင့်မလို့ဒီမှာပြပြချင်တာပျော်ခြင်းလို့ရှိရင်ဒီယူပညာလီလာပါ Ministry of Philosophy နဲ့ပတ်သက်လို့စဉ်းစားလာစဉ်းစားရပြီကျွန်တော်နောက်ဗီဒီယိုတွေမှာချိန်ရရလို့ညွှန်ပြပြပါမယ်ဒီထဲမှာဆိုရင်တကယ်ထိတ်တန်းစမှုတီ training အောင်မြင်နေတဲ့လူတွေသူတို့တွေဘာလီလာလဲ Philosophy လီလာတယ် Philosophy ရမှာစဉ်းစားတဲ့ပုံစံတွေရှိလာတယ်ကျွန်တော်တို့တွေ့ဘူးမလားမသိဘူးကျွန်တော်တို့ BBC တည်င်းတော့နဲ့ interview လုပ်တဲ့ပုံလေး Elon Musk เนี่ยแล้วตูบาลูกกว่าเลยสุสครีตี้ရဲ့စဉ်းစားတဲ့ဒီစနစ်မိကုန်းထုတ်တဲ့စနစ်ကိုသူအသုံးပြုပြီးတော့မှလှုပ်ဆောင်သွားတာကိုတွေ့လိမ့်မယ်။ဘယန်စမတ်ဖြစ်တယ်လို့ပြောရမှာเนาะအဲ့ဒီရဲ့ Have a look at how Elon Musk exposes the same sort of lazy narrative. တော့တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ဒီဟာလေးကိုတွားကြည့်ကြည့်ပါစိတ်ဝင်စားရဲဆိုလို့ရှိရင်သူတို့ရဲ့ BBC ကိုပြန်ပြီးရောမှ I know BBC for example is not thrilled about being labeled. တွားခဲ့တယ်ပုံစံမျိုး ို့အတွက်မိတ်ဆွေအတွက်အကျိုးရှိဆုံးချက်တစ်ချက်သဘောလေးများဖြစ်မှာ comment မှာရေးလို့ရရေးခဲ့ပြီပေါ့ဆုံးတကြည့်ပေးကြအောင်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ